အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကသိုလ်ရဲ့ဥပဒေဇာလန်းများ အကသိုလ် official youtube channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel လေးကနေဒီကနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာလန်းကောင်းလေးကတော့ဆရာအကသိုလ်ကိုယ်တိုင်ရေးသားထားတဲ့သုံးဒီဥပဒေနဲ့အစိမ့်သိမိဝေဆိုတဲ့ဇာလန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာဒီဇာလန်းလေးကိုတော့ကျွန်တော်လင်္ကာကြောင့်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာလန်းလေးကိုမတင်ဆက်ပေးခင်ပါလေကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ ခန်းစားနာဆိုင်အားပေးကြပါဦးနော်အစိမ့်တွေဆိုတာလူတိုင်းလိုကြာပူပီးသားဖြစ်မှာပေါ့ဗျာအယောဂရှိလို့တည်တာမဟုတ်ဘဲနဲ့ဘေးအန္တရာယ်တစ်ခုခုကြောင့်ချက်ချင်းကြီးကောက်ခံငယ်ကတည်သွားတဲ့လူတွေကိုအစိမ့်တွေလို့ခေါ်တဲ့ကြအများသောအားဖြင့်တော့မွေးကိုက်လို့တည်တာကားတိုက်လို့တည်တာသူများတက်လို့တည်တာအဲ့ဒီလိုမျိုးဘုံသားကြီးတည်သွားတာကိုအစိမ့်တွေလို့ခေါ်ကြတယ်မဟုတ်လားဗျာအဲကျုပ်တို့အရင်မှာအာသုဘချပုံ ပြော့ပြအောင်ပဲဗျာ ဒါမဲ့သွေးသားရိုးသေးတာဆိုရင်တော့အရှိချန်ပီယံမှာအလောင်းစင်ပြင်ပြီးတော့၃ရက်လောက်ထားရကြတယ်။အတကယ်လို့ရဝေးရဆွေမျိုးသားချင်းတွေအဝေးရောက်နေတဲ့သားသမီးတွေကိုစောင့်နေတယ်ဆိုရင်တော့၅ရက်တပတ်လောက်ထားရကြတယ်ဗျ။ဒါမဲ့ပုံမှန်ဆို၃လရက်ထားတာအလွန်ဆုံးပါပဲဗျ။၅ရက်လောက်ဆိုရင်ဟိုမသားကြီးကမသတိစရာကောင်းလာပြီလေ။အ9ရက်လောက်ဆိုရင်တော့ပိုဆိုးလာတာပေါ့ဗျ။နောက်ပြီးတော့ရာသီဥတုအချိန်တွေကိုလည်းကြည့်ရသေးတယ်မဟုတ်လား။အချို့တွေကရက်ကြာကြာထားကျင်ကြသေးတယ်။ အဝေးရောက်နေတဲ့သားသမီးတွေကိုစောင့်ကြည့်ကြသေးတယ်ပေါ့ဗျာအတိုင်းမဲ့အလောင်းကအခြေအနေမကောင်းတော့ဘူးဆိုရင်တော့ရွာလူကြီးတွေကဖြောင်းပြပြီးတော့အတင်းမြေချခိုင်းရတာပေါ့ဗျာအလို့မဟုတ်ရင်တော့ပုတ်ပွားပြီးတော့နန်းစော်လာပြီးဆိုရင်အဲ့ဒီအခေါင်းကြီးကိုဘလူးမှမထမ်းကျင်ကြတော့ဘူးလေဒီလိုမျိုးတာမန်မဟုတ်ဘဲနဲ့ရုတ်တရက်အကြောင်းတစ်ခုခုဘေးတစ်ခုခုကြောင့်တေသွားတဲ့အစိမ့်တွေဆိုရင်တော့ချက်ချင်းတကြူရတာဗျအတကြူတဲ့အခါမှာလည်းရွာသိန်းချိုင်းမှာမင်းမမြုပ်ကြဘူးဗျအလူသေးလောင်းကိုကွေးမြင်တဲ့ကိုထုတ်ပြီးတော့မီးရှို့ကြရတာဗျ ။ထင်းနေလုံသာနေတဲ့အဲ့ဒီလူသေးကောင်ကြီးကိုပြာမဖြစ်မရှင်းမိရှို့လိုက်ကြရတာဗျ။အကျုပ်တို့ရွာမှာတေတာနဲ့ပတ်သက်ပြီးတော့အရန်ယူသီးကြတယ်ဗျ။လူသေးရှင်အဲ့ဒီအိမ်ကအိမ်သားတွေကရမ်းမလဲမပြီးမရှင်းခေါင်းမလျှော်ကြဘူး။အဲလူသေးအသုဘပေါ်ရင်လည်းတယောက်နဲ့တယောက်မဆားနောက်အောင်အငင်းခုံမပြောကြအောင်။ကလေးတွေနဲ့လူကြီးတွေကလူမမာတွေကလူသေးအိမ်သားကိုညံ့နေစောင်းရင်မတော်ဘူးဗျ။အဘိုက်ကြီးတဲ့အသုဘလည်းမပေါ်အောင်စသဖြင့်ပေါ့ဗျာ။ အဲ့ဒီလိုယူသိနေကြတဲ့နေရာမှာထူးဆန်းဆန်းဖြစ်သွားတဲ့ဇလန်းလေးတခုလည်းရှိသေးတယ်ဗျ။အဲ့ဒီကြောင့်ကနှစ်တည်ကြသွားခဲ့ပေမဲ့အခုချိန်ထိကျုပ်တို့ရမှာပြောစမှန်ဖြစ်နေသေးတယ်ဗျ။အဲ့ဒါကတော့အစိမ့်တင်မိဝေးဆိုတဲ့အကြောင်းပါပဲဗျ။အဒီအဖြစ်ကကျုပ်တို့ငငယ်ရဖြစ်နေတဲ့အရွယ်မှာဖြစ်ပျက်နေခဲ့တာပေါ့ဗျ။အခုချိန်လဲဆိုရင်တော့နှစ်ပေါင်း60နီးပါးကြာခဲ့ပြီပေါ့အဲဒါမဲ့ကျုပ်ပြောခဲ့သလိုအခုအဲ့ဒီအကြောင်းအများစုကပြောဆိုနေကြတော့မယ်ဗျအခုတော့ကျုပ်တို့ရအတင်းကြီးလဲကောနေပါပြီဗျ အုတ်ဂူနေသာကြံနေခဲ့ပြီးတော့တင်းကျဲရဇေယတော်မရှိတော့အဲအုတ်ဂူ15လုံးလောက်ရှိနေတဲ့နေရာလေးကိုရွာသိမ်းကြရင်ဆိုပြီးတော့ပဲပြည့်စရာရှိတော့လေအခုနောက်ပိုင်းတော့ကျုပ်တို့သုံးရကြမှာမိသကျိုဆက်ပေါ်လာခဲ့တယ်လေဗျာအဲ့တော့တေသမြလူအကုန်လုံးမိသကျိုလိုက်ထားဆိုတော့တင်းကျဲကိုမတုံးတော့ဘူးပေါ့ဗျာချမ်းသာလူဂူသိမ်းကျင်တယ်ဆိုရင်လေရွာသိမ်းကျိုင်းမှာမသိမ်းကြတော့ဘဲနဲ့အဲ့ဒီမိသကျိုဆက်နှစ်ဘေးမှာပဲဂူတွေသိမ်းကြတာပေါ့ဒါပေမဲ့ဒီခေတ်မှာဂူသိမ်းတာတော့ရှားသွားပါပြီ အခုနကဇလန်ကိုပြန်ဆက်ရရင်တော့အမမီဝေဆိုတာကျုပ်တို့တဲ့တော့၄-၅နှစ်လောက်ကြီးလိမ့်မယ်ထင်နေဗျအသူယောက်ျားကိုဗျိုင်းလို့ခေါ်တယ်နာမည်ရင်းတော့ဘာလဲဆိုတော့မမှတ်မိတော့ပါဘူးဗျကိုဗျိုင်းကအသားဖြူဖြူနဲ့အရက်ကအရှိကြီးဗျအဲဒါကြောင့်ပဲသူ့ကိုကိုဗျိုင်းလို့ကြည်သေးပြီးတော့ခေါ်ကြရင်းနဲ့အဲ့ဒီနာမည်တွင်သွားတော့တာပဲကိုဗျိုင်းကလည်းကျုပ်တို့ရဇာတိတော့မဟုတ်ဘူးဗျအထက်ချင်းတွင်းဘက်ကရှမ်းတရောက်လို့ပြောတယ်ဒါကြောင့်လည်းကိုဗျိုင်းကအသားဖြူရပေါ့ဗျကျုပ်တို့လိုညာသားတွေရဲ့အသားကတော့တိတယ်မဟုတ်လား ထင်ကျရောင်လေးပေါ့ဗျာအကိုဘဲကလည်းကျုပ်လို့ရမှာစပားလာဝင်နေကြလူဗျအသူတထင်းကမြိုင်သာမြို့မှာစံသက်လို့တယ်စံလဲရောင်းတယ်ဆိုတော့ကျုပ်တို့ရာတွေကစပားတွေကိုကိုဘဲတို့ကလိုက်သိမ်းရတာပေါ့ဗျာနောက်တော့အဲ့ဒီစပားတွေကိုသူတထင်းကစံသက်မှာချိန်ခွဲပြီးတော့စံပြန်ရောင်းတာပေါ့အမမမိွေရဲ့မိဘတွေကလေတွေလောက်တယ်မဟုတ်လားတနေ့တော့ကိုဘဲကလည်းစပားလာဝင်နေအမမမိွေနဲ့ချစ်ကြိုက်သွားတယ်ပေါ့ဗျာနောက်တော့ကိုဘဲတယောက်ကလည်းကျုပ်တို့ရာကြီးစပားလာလာဝင်နေတယ် အဲ့တော့လေးလောက်ကြတော့အမမိဝေတယောက်ကကိုပန်းစပါးလာတိုက်တဲ့လင်းနဲ့ခိုးရလိုက်သွားတော့တာပဲဗျာအမမိဝေမိဘတွေကရောင်းမငွေရှိတဲ့လူတွေလို့ပြောလို့ရတယ်လေအဒီတော့ကိုပန်းလိုအချိန်နေမရှိတဲ့လူနဲ့ဘလို့လုပ်ပြီးတော့သဘောတူမှလည်းဗျာဒါနဲ့ပဲအမမိဝေလည်းအချိန်အခေါ်ဆောင်အောင်တော့ကိုလိုက်သွားခဲ့တယ်ပေါ့ဗျာအတည့်ရတော့အမမိဝေတို့မိဘတွေကကျုပ်တို့အိမ်ကိုရောက်လာကြတယ်ဗျာဟိုတကြီးမိဝေတယောက်တမ်းမြောင်မှနေတယ်လို့သတင်းရထားတဲ့တကြီးကအဲ့ဒါအဲ့ဒါသွားပြန်ခေါ်ခြင်းလို့ အမမီဝေတို့အမျိုးတွေကလည်းအတော်ဒေါသထွက်နေပုံပဲဗျအဲသူတို့ကဒေါသထွက်မယ်ဆိုရင်လည်းထွက်ချင်စရာဗျအမမီဝေကအသားမဲတယ်ဆိုပေမဲ့ရုပ်ရည်ကတော့အတော်ချောတယ်လို့ပြောလို့ရတယ်အဲအသားညိုညိုကဝင်းပြီးတော့ညက်နေတာပဲဗျလေတိုင်းလေးတွေလက်စစ်ခြေစစ်လေးတွေဆိုရင်လည်းတော်တော်လျှောက်လျှောက်လေးကြည့်ကောင်းတာဗျအဒါကြောင့်ပဲအလှူတန်းနေရှင်ကိုတော့ကန်ရတယ်လေဒီတော့အသားဖြူဖြူအရေးရှိချင်ဖြစ်နေတဲ့အပြင်အချိန်နေမရှိတဲ့ကိုပိုင်းနဲ့ကိုသဘောမတူတာသဘာဝကြပါတယ်ဗျ အဲ့ဒါတော့ပြန်သောခွန်ချင်းပုံရမယ်အဖေကတီးလိုက်တယ်ဗျ။ဟိုခမရတို့ကဘာလုပ်ချင်လို့လဲ။ဟိုကျုပ်တို့သမီးကိုတွားပြန်ခေါ်မယ်ဗျ။ဒီမဲ့ဥတို့ခမရတို့သမီးကိုချစ်တယ်ဆိုတော့သိပါတယ်ဗျ။ဒါပေမဲ့သူလည်းအတောင်ဆုံးအရရောက်နေပြီမဟုတ်လား။အခုလည်းသူ့ချစ်သူနဲ့အကြောင်းမှနေပြီဆိုတော့ခမရတို့အေးဆေးပဲဖြင်းချင်းလိုက်ကြတော့ကောင်းမယ်ထင်တယ်ဗျ။ဥတို့ဆိုတဲ့လူကြီးကလည်းအရင်တော့သာထွက်နေတာဗျ။ဒီမဲ့သကြီးခမရသမီးလင်တော့လိုက်တာမဟုတ်လို့ခမရဒီလိုသကားမျိုးကိုပြောထွက်တာဗျ။ ကြောက်သမီးတို့ကြောက်ပြန်ကုန်ပြီဒီလိုကောင်နဲ့တော့နောက်ထပ်လုံးဝထပ်ပြီးတော့ပသက်ခိုင်းတော့မှာမဟုတ်ဘူးစင်းစင်းသားသားလေးလုံဆဲမအောင်ဥတို့ရခမရသမီးကိုပြန်ခေါ်ပြီးရင်လေခမရသမီးကအပြိုပြန်မဖြစ်တော့ဘူးဗျအပြိုတွေအိုတွေကြုံမသိကျင်ဘူးဗျကြောက်သမီးကိုကြောက်ပြန်ခေါ်မယ်ရွာလူတွေဘလောက်ကဲ့ရဲ့ကဲ့ရဲ့ကြောက်သမီးကိုကြောက်ပြန်ခေါ်ထားမယ်ဗျအခုတကြီးကိုပြောတယ်ဆိုတာလေတကြီးကိုသိအောင်လို့ပြောပြတာကြောက်တော့အခုပဲသွားခေါ်ကြအေးလေလက်လွန်ချေလွန်တော့မဖြစ်ကြပါနဲ့ဗျ ိုးပြောလွန်သွားရင်လေကျုပ်ဒီလိုကောင်းသတ်ပြီးတော့ထောင်ထဲကိုဝင်မယ်ကျိုးစင်တက်မယ်ဗျဥတို့ဒေါသထိမ့်မရတော့ဘူးဗျဒါနဲ့ပဲအဖေကလည်းအင်းကြီးဝေစားလဲပြီးတော့ကျုပ်ကိုလှဲပြန်ခိုင်းတယ်ဗျကဲငါသားရည်လားကွာသူတို့ကြီးဆိုရင်တော့လက်လွန်ချေလွန်နေဖြစ်ကုန်လိမ့်မယ်ကွာငါတို့ပါလိုက်သွားမှာကောင်းမယ်ဒါနဲ့ပဲဥတို့တို့လှဲတော့ကကျုပ်နဲ့အဖေနဲ့ကလည်းလက်ခဲတာပေါ့ဗျဥတို့တို့လှဲမှလည်းယောက်ျားသားတွေ၄-၅ယောက်ပါတယ်ဗျ အနောက်မှာတီးရတာဓာရီလှန်နေပါဟွက်ပြီးတော့ယူခဲ့ကြတာလေဗျ။တိတ်မကြပါဘူးတမ်းမြော်ကိုရောက်တယ်။ညနေတော်ဆောင်းနေပြီဗျ။အဒါနဲ့တရင်ရထားတဲ့အတိုင်းရွာစုံကအိန္ဒိယကိုဝိုင်းကြတယ်။နောက်တော့အိန္ဒိယကနေအမမီကိုရထွက်လာတယ်ဗျ။ဟဲ့တမီးမိုက်လာခဲ့စမ်းနေငါတို့နဲ့ပြန်လိုက်ခဲ့။အမမီကိုရတယ်ကိုဗန်းရဲ့လက်ကိုဆွဲထားပြီးတော့ကောင်းခါပြတယ်။ကိုဗန်းကလည်းလက်အုပ်ချပြီးတော့ဟိုကျွန်တော်ကျွန်တော်ကိုခွင့်လို့ပါခမရကျွန်တော်ကျွန်တော်တို့ကိုမခွဲကြပါနဲ့ မခွဲလို့ရမလားကွမင်းတို့ကောင်သူများခိုင်းမဲ့ကောင်အများငါသမီးကိုမှန်းကျင်သေးတယ်သမီးငါတို့နဲ့ပြန်လိုက်ခဲ့လို့ပြောနေတယ်နော်အမမီးရလည်းခေါင်းခါပြပြီးတော့ငိုပဲငိုနေတယ်နောက်တော့ပါလာတဲ့ယောက်ျားသားတွေကလည်းဓာတ်တွေထုတ်ပြီးတော့အတင်းအိမ်မို့တက်တော့တာပေါ့ဗျာအဖေနဲ့ကျွန်တော်ကလည်းအော်ပြီးတော့တားရတာပေါ့နောက်တော့တမ်းမင်းရွာရွာကနေကလည်းထွက်လာပြီးတော့ရုပ်ရည်သေးသေးတွေဖြစ်ကုန်တာပေါ့ဗျာအဲ့ဒီမှာအဖေနဲ့တမ်းမင်းရွာတကြီးဥပဖေနဲ့ခေါင်းချင်းဆိုင်ပြီးတော့တိုင်ပင်နေကြတယ် အေးချုပ်ကတော့ဘလူးမန်နဲ့မှားတယ်လို့မပြောချင်ဘူးဗျာသမီးမင်းကလေးအေးဆိုတော့မိဘတွေလောက်တာမှန်တယ်လို့ထင်တာပဲဥပဖေရလည်းဥတို့တို့ဘက်ကနေထောက်ခံတယ်ဗျနောက်တော့အဖေတို့ကလည်းကိုပြန်းကိုဖြောင်းပြပြီးတော့အမမီးကိုပြန်ထဲဖို့ပြောရတော့တာပေါ့မပြောလို့ကလည်းမရဘူးလေပါလာတဲ့လူတွေကလည်းဓာရီနဲ့အဲ့တော့ကိုပြန်းကိုခေါ်ကြတော့မှမဟုတ်လားဒီမှာမောင်ဗျာမိွေကိုမင်းတကယ်ချစ်တယ်ဆိုရင်သူ့မိဘတွေလက်ထဲကိုပြန်အပ်လိုက်ပါကွာ ဒီတိုင်းဆက်သွားရင်တော့သွေးထက်တန်ရိုးတွေဖြစ်ကုန်လိမ့်မယ်ကွာအေးမင်းလည်းရွာပြန်ပြီးတော့မိမိဘာတွေကိုသွားခေါ်ကွာနောက်တော့ငါတို့ရောက်လာပြီးတော့အချင်းချင်းညှိနှိုင်းကြပေါ့ငါတို့ကလည်းဝိုင်းတိုက်တွန်းပေးပါမယ်ကွာဒီတော့မှကိုပဲကလည်းခေါင်းကြီးလိုက်တာဗျအမမီရပြန်မလိုက်ချင်ဘူးဆိုပေမဲ့သူ့မိဘတွေကလည်းပြန်လိုက်ခဲ့ဖို့သူတို့ကိုသဘောတူတဲ့အကြောင်းအဲနှစ်ပတ်မိဘဆောင်ရင်ပြီးတော့မင်္ဂလာဆောင်ပေးမယ့်အကြောင်းကိုပြောတာပေါ့အဒီလိုနဲ့အမမီရကိုလည်းကြောက်တူရအောင်ပြန်ပါလာခဲ့တာပေါ့ဗျာ သူတို့ခိုးပြီးပြီးတော့ဆယ်ရက်လောက်ကြာဖြစ်မယ်ဗျ။ဒါပေမဲ့ဦးတို့ကဂရင်းမဒီခဲ့ပါဘူး။ကိုဘဲကလည်းသူ့မိဘတွေကိုခေါ်ပြီးတော့ရွာကိုရောက်လာတဲ့အချိန်မှာအမမမိဝင်နဲ့ပြိမတ်တွေ့တဲ့အပြင်မင်္ဂလာစကားလည်းပြောမခံဘဲနဲ့တတ်မယ်ဖြတ်မယ်ဆိုပြီးတော့ချိန်ပေါင်းကြတယ်ဗျ။အဖေတို့ကလည်းဝင်ပြီးတော့ညှိနှိုင်းပေးပေမဲ့မရပါဘူးဗျ။နောက်တော့ကိုဘဲရဲ့မိဘတွေကလည်းစိတ်နာသွားပြီးတော့ပြန်သွားတာပါပဲ။ကိုဘဲကတော့စိတ်နာမှုမရပါဘူးဗျ။အလုံသားရာနဲ့ကျုပ်တို့ရွာကိုလာလာနေတဲ့ဥရောရောအိမ်ကိုလည်းသွားပြီးတော့ချောင်းချောင်းနေတတ်တယ်လေ အဲ့ဒီမှာကျုပ်လို့နဲ့ကိုပြန်းလေးကလည်းခင်သွားကြတာပေါ့ဗျာအတူရောလုံးကလူတွေကလည်းကိုပြန်းကိုသနာကိနာတက်ကြတယ်လေအခြားယောက်ျားလေးတွေဆိုရင်ဒီလောက်နဲ့ထွက်သွားတာကြာပြီပေါ့ဗျာကိုပြန်းတော့အမမီဝေကိုတကယ်ချစ်ခဲ့တယ်ထင်ပါရဲ့ဗျာအဒီဘက်ကိုတရက်လောက်ရွာကိုလာလာနေတဲ့တော့လာတိုင်းလည်းအမမီဝေနဲ့မတွေ့ခဲ့ရပါဘူးဗျာကိုပြန်းကညနေဆောင်ပြီဆိုရင်ဥတျော်ကြီးဆိုင်မှာအရက်တော့လေးရှိတယ်ဗျာအကျုပ်တို့ကလည်းသနာရာနဲ့သူနဲ့ဝိုင်းဖွဲ့တောင်းရင်းနဲ့စကားတွေပြောကြရတာပေါ့ဗျာ ကိုပြန်ရခမ ्या ကိုကြည့်ပြီးတော့ကျုပ်တို့အရန်တနာတာပဲဗျာဟိုဒီလိုလို့ဗျာကျုပ်တို့ကာလာသားတွေစုပြီးတော့အမမမိဝေကိုတစ်ဖက်လက်နဲ့ခေါ်ထုတ်ပေးမယ်အဒီကကိုပြန်ကသူ့ကိုခေါ်ပြီးတော့ဝေးတဲ့နေရာကိုသာထွက်ပြေးတော့ဗျာဒါပေမဲ့ကျုပ်တို့အကြံကိုကိုပြန်ကလက်မခံခဲ့ပါဘူးဗျာသူကတော့ဥဒို့တို့သူနဲ့သဘောတူတဲ့တနေ့ကိုစောင့်နေမယ်ဆိုပြီးတော့မျှော်လင့်နေလေရဲ့ဗျာအဒီလိုနဲ့၃လလောက်ကြာတော့ကိုပြန်ကရွာအောင်မလာတော့ဘူးဗျာအစားတော့သူလက်လျှော့လိုက်ပြီလို့ထင်ခဲ့တာ နောက်တော့မှမြိုက်သားနေတဲ့ရင်ရတာကိုပြန်တယောက်ယူသွားလို့တဲ့ဗျမြိုက်သားသေးကြီးရှေ့ကညောင်မယောက်မှာပဲယူနေတဲ့ကိုပြန်ကြီးကနေတယ်တဲ့ဗျကျွတ်တွရလူတွေကလည်းမြိုက်သားကိုရောက်ရင်ကိုပြန်ကြီးကိုတော်တော်ကြီးကြသေးတာဗျတကယ်ကိုတက်တော့ခေါင်ယူနေတာပဲတဲ့ဗျဒီလိုနဲ့ကိုပြန်ယူသွားတယ်ဆိုတဲ့သတင်းကိုကြားပြီးတော့မကြပါဘူးအမမိဝေတယောက်ကလည်းသေသွားတယ်တဲ့ဗျအမမိဝေသေသွားတော့မှရွာသားတွေကလည်းမြင်ရတော့တာမစားတာမတော့တာအတော်ကြာနေလို့မျက်တွင်းနေချောင်ပြီးတော့လူကလည်းပိန်ကြနေတာပဲဗျာ ဒီဘက်လုံးကတော့ဥတို့တို့မိသားစုကိုလက်ညှိုးဝိုင်းထိုးကြတာပေါ့ဥတို့ဆိုတာငိုလိုက်တာပြောမနေပါနဲ့တော့ဗျာဒီလိုနဲ့အမမိဝေကိုမြေချလိုက်တယ်ပေါ့ဗျာဥတို့ကတော့ဘာမှမပြောနိုင်တော့ပါဘူးအမမိဝေလောင်းကိုတရက်ပဲထားပြီးတော့နောက်တစ်နေ့တော့မြေချလိုက်တယ်ဗျာအကျုပ်တို့စီမှာအယူတစ်ခုရှိတာလောက်ကွယ်မတိုင်ခင်မှာမြေချရတယ်ဆိုတဲ့အယူပဲလေလာသိုင်းရမှာလူမမြုပ်အောင်ဆိုတာနဲ့လောက်ကွယ်မတိုင်ခင်မှာအပြေလောချလိုက်ရတယ်ပေါ့ဗျာအရွာမှာနောက်ပိုင်းတော့ထူးဆန်းတာနေဖြစ်လာတယ်ဗျာ ခလေးတငယ်တွေကညညာစုံထထအောင်ကိုတဲကြတာအဲ့ဒီတော့ကကျုပ်ကသူသမီးလေးကိုမွေးထားတာလေဗျာတနှစ်သာသာပဲရှိသေးတာပေါ့ညဆိုရင်ညတနေ့လောက်ဆိုရင်ခလေးကအချိန်မှထထပြီးတော့ငိုတာဗျာကျုပ်ကရဲ့ခလေးတယောက်တည်းမဟုတ်ဘူးနော်ဒီအလုံးကရှိသမျှခလေးတွေကညတနေ့ထိုးတာနဲ့ထအောင်ငိုကြတာဒီအလုံးစူညံနေတာပေါ့ဗျာသုံးညလောက်ဇက်တိုက်ဖြစ်နေတော့တခုခုထူးပြီးဆိုလာသိလိုက်တာပေါ့ဗျာညတော်ကမှခလေးငိုတဲ့အချိန်နာယီကိုထကြည့်မနေနဲ့ဗျညတနေ့ကြီးကွက်တယ် ဘလို့မှချော့မရပြုတ်မရနဲ့မိနစ်30လောက်ငိုပြီးတိတ်သွားလေးရဲမြောင်နေကြတော့ခလေးတွေတင်မကောင်းမင်းနဲ့ခွေးတွေပါဥတော့တာပဲဗျဥရာလဲကြောက်စရာကြီးပါဟိုခွေးတွေကလေးလေးပင်ပင်နဲ့ကိုဆွဲပြီးတော့ဥကြတယ်လူတွေပြောကြတာကတော့တေသွားတဲ့အမမိွေကသူ့မိဘတွေကိုမကျင်တဲ့လို့တေးအဖြစ်နဲ့ချောက်လန့်နေတယ်လို့ပြောကြတယ်ဒါနဲ့ပဲနောက်နေ့တော့အဖေနဲ့ရွာလူကြီးတွေနဲ့ပေါင်းပြီးတော့ရွာဦးကျောင်းကဆရာတော်တွေကိုပြင့်ပြီးတော့ပြည့်တရားနာတယ်ပေါ့ဗျာ။ပရိတ်ချီတွေလည်းမှာပတ်ကြပရိတ်သေးတွေကိုခြံဝိုင်းနေတယ်ကိုဖျန်းကြတာပေါ့ အထူးသန်းသွားနေပဲအဲ့ဒီညအနေစပြီးတော့ကျုပ်တို့ရမှာဘာမှမဖြစ်တော့တာပဲတကယ်တော့ကျုံနဲ့ဥပသာနဲ့တွေ့တယ်ဗျသဘောပေါက်ပြီးချင်းဆိုတော့လေတဲကိုမစင်းတာကြားပြီလေဒီတော့ဥပသာနဲ့မတွေ့ဖြစ်ဘူးပေါ့ဗျဥပသာတော့သူနာနေအတွက်ရိုးချောင်းလေးပေးရမျက်တွေကိုရိပ်ပြီးတော့တဲနေတာပေါ့ဟိုဥပသာကြီးမတွေ့တာကြားပြီဗျအေးကွာဒါနဲ့ငါမင်းကိုပြောစရာရှိတယ်ဥပသာကြီးကလည်းရိုးချောင်းလေးကနေတက်လာပြီးတော့ကျုံနာကိုရောက်လာတာပေါ့ဗျာ ဟိုမိွေရမကြုတ်ဘူးကွာဟိုနေ့ကရွာပြင်မှာငါနဲ့တွေ့ခဲ့တယ်ရွာကိုရက်ပြီးတော့မျက်လုံးပြူးပြီးတော့ကြည့်နေတယ်ကွာကျုံလဲအံ့ဩသွားတာပေါ့ဗျဟိုဖြစ်တော့ဖြစ်နိုင်တယ်ဗျရွာတွေကခလေးတွေငိုတာခွေးတွေဥတာသူများတွေပြောတယ်လို့မျိုးအမားမိွေလုံနေတာများဖြစ်နေမလားမသိအေးဖြစ်နိုင်တယ်ကွာနောက်ပြီးတော့မနေ့ကညနေကငါရွာထိပ်မှာကိုင်းရသွားဝယ်ပြီးတော့အပြန်ကြတော့မိွေကခြံဝင်းတစ်ခြံရှိမှာနောက်ပြန်ထိုင်းနေတာကွာ ငါဟဲ့မိဝင်နေပါလို့နေတာလေလို့ပြောလိုက်တော့ तू ကငါ့ကိုဘာမှပြန်မပြောဘဲနဲ့တချို့တည်းထပြေးပါရောကွာอืมထူးတော့ထူးသန်းနေပြီဟို तू ကဘလူအိမ်ရှိမှထိုင်းနေတာလေဗျဟိုဖိုးချန်တို့အိမ်ရှိမှကွာကိုဖိုးချန်ဆိုတာကျုပ်တို့တဲ့၁၀နှစ်လောက်ကြီးတယ်ဗျအလေတွေလည်းတော်တော်ပိုင်တယ်ပြောရရင်တော့ပတ်စံရှိတယ်ပေါ့ဗျမြန်သာမျိုးပေါ်မှာလည်းအိမ်တလုံးပိုင်သေးတယ်ဗျဟိုအမမိဝေကသူတို့အိမ်ရှိမှဘာလို့ထိုင်နေတာလေဥပဒါကြီးက အေးငါလည်းအတိကြတော့မပြောတယ်ဘူးကွာရွာထဲကိုလာရင်လည်းတွေးတဲ့နေရာမှာထိုင်နေတာဖြစ်ချင်းဖြစ်မှာပေါ့ကွာဥပဒေကြီးကလည်းမြဲရေးလို့မပြီးသေးတော့ကျောက်ကလည်းနှုတ်ဆက်ပြီးတော့ပြန်လာခဲ့တယ်အေးကိုပြန်အောင်လို့ကုပြစ်မှာထိုင်နေုံပဲရှိသေးတယ်ရွာသားတွေကလည်းရိုးရိုးတက်တက်နဲ့ပြေးလွှားနေပါလိမ့်ရောဆက်စုတဲ့ကျောက်ကလည်းရွာသားတယောက်ကိုလှမ်းမိလိုက်တာပေါ့ဗျာဟေးဘာတွေဖြစ်နေကြတာလဲဗျရံဖြစ်တာလားအဖိုးကျန်းသမီးလေးလေကားပေါ်နေပြုတ်ကြတာကွာခြေတော့ကနှုတ်ပြန်ရင်ဖြစ်နေတယ်လေကွာ ကျုပ်ကလည်းထူးဆန်းသွားတာပေါ့အထူးဆန်းတာခြေထောက်နောက်ပြန်ဖြစ်ထားရင်နောက်တစ်ခုကမနေ့ကအမမိွေတဲမကြီးကအဲ့ဒီအချိန်မှာထိုင်နေတယ်လို့ဥပဒေကြီးကပြောနေတယ်မဟုတ်လားဗျဟုတ်ကြုံလဲမစိုးပြင်ဝင်ပြီတဲ့နောက်မှာရွာသားတွေနောက်ကိုပြေးလိုက်ခဲ့တာပေါ့ဟိုကျုပ်တို့ကိုဖိုးချန်တို့အင်ရှိကိုရောက်တော့အင်ရောက်မှာရွာလူတွေကအုံခဲနေတာပဲဗျကျုပ်ကလည်းလူဦးကြားတွေကိုတိုးပြီးတော့အိမ်ပေါ်ကိုလှမ်းကြည့်လိုက်တဲ့ဆိုရင်ပဲအင်ရှိဖျားငဲမှာတုံလုံးလဲနေတဲ့ကိုဖိုးချန်သမီးလေးကိုတွေ့တာပါပဲဗျာ ကိုဘိုးချမ်းသမီးလေးကလည်းအသက်20လောက်ပဲရှိဦးမယ်ဗျသူ့ညာဘက်ခြေတော့ကဒူးကနောက်ပြန်ကြီးဖြစ်နေတာဗျအောက်ကခြေဘွားကြီးကလည်းနောက်ပြန်ကြီးဖြစ်နေတာဗျအရွာသားတွေကတော့တယောက်တစ်မျိုးနဲ့ပြောဆုံနေကြတာပေါ့ဗျကျုပ်လည်းတတိယသွားပြီးတော့ဥပဒါကြီးကိုပြစ်ခေါ်တော့တာပေါ့ကျုပ်လည်းတော့ပဲရောက်သေးတယ်မျက်ထုံးနေထမ်းမိတာလေဥပဒါကြီးနဲ့တွေ့ပါလိမ့်ရဟာဥဥပဒါကြီးထုထုတော့ထုနေပြီဗျဟေးဘာနေထုနေတာဟိုကိုကိုဘိုးချမ်းသမီးလေးလှေကားပေါ်ပြုတ်ကြပြီးတော့လေအဲ့ဒါ အဲ့တော့ချက်လို့လိန်ပြီးတော့ခြေပေါ်ကြီးကနှုတ်ပြန်ကြီးဖြစ်နေတယ်ဗျဥပဒါကြီးကလည်းမျက်မှောင်ကျုပ်လိုက်ပြီးတော့သူ့မျက်ထုံးကြီးကိုလမ်းဘေးကိုပြစ်ချလိုက်တယ်ပြီးတော့ကျုံနဲ့အတူတူပြေးလဲလာတာပေါ့ဗျာအမကြပါဘူးကိုဖိုးချန်တို့အိမ်ကိုရောက်တယ်ကိုဖိုးချန်အိမ်မှာဆေးစရာကြီးကရောက်နေပြီပေါ့ဗျာခြေတော့ကိုဟိုဆန်းဒီဆန်းနဲ့လှုပ်နေတာပေါ့ဟိုဒီလိုအဖြစ်မျိုးကျုပ်ဖြစ်တခါမှမတွေ့ဘူးပါဘူးဗျာအဲ့ဒီအချိန်မှာအိမ်ပေါ်ကနေရက်ကြီးနေတဲ့ဥပဒါကြီးကအိမ်ထဲကိုမပြောမစုံနဲ့ဝင်သွားတယ်ဗျာ နောက်ပြီးတော့လှဲနေတဲ့ကောင်မလေးကိုလက်ညှိုးထိုးပြီးတော့ဟဲ့နေအောင်ငါတီးတယ်နော်နေအခုချက်ချက်ထွက်သွားလိုက်စမ်းကိုဖိုးချန်းသမီးကလည်းကရုံငရင်ဖြစ်ပြီးတော့လူလိန်နေပါတော့ဗျာဆေးဆရာကြီးနဲ့ကိုဖိုးချန်းတွေကလည်းဥပဒါကြီးကိုမျက်ဆောင်ထိုးပြီးတော့ကြည့်ကြတယ်ကိုဘသာခမဲကျုပ်တို့စိတ်ကူးနေတာလားမရှုံးနဲ့ကိုဖိုးချန်းတို့ကလည်းဥပဒါကြီးကိုဆုံးဆိုပြီးတော့ကြောက်နေကြတာဗျာဥပဒါကြီးကဦးကြီးတစ်ခုခုလိုချင်တယ်ဆိုရင်ကျုပ်ကိုပြောပါကျွန်သမီးလေးကိုဒီလိုမလုပ်ပါနဲ့ဗျာ ဥပဒါကြီးကလည်းစိတ်ဆိုးသွားတာပေါ့ဗျာဒါနဲ့ပဲကိုဘိုးချောင်းကိုလမ်းညှိုးထိုးပြီးတော့ဟေးကောင်မင်းကောင်မဆောကားနဲ့အေးမေသမီးကိုငါလောက်တာမဟုတ်ဘူးကွာငါငါ့ဘာငါအေးစိမ့်စိမ့်နေလို့ရတယ်တကူရေတကာရစားနိုင်တော့နိုင်နေကွာအခုမင်းသမီးကိုလောက်ထားတာအစိမ့်သေးတကောင်လောက်ထားတာစေးစရာကြီးကတော့ဥပဒါကြီးကိုမကြည့်ဘူးပေါ့ဗျာအဲသူပြောကကုတော့မဆိုင်ဥပဒါကြီးကရောက်ရောက်လာပြီးတော့ဝင်ဝင်ကုမိသွားတော့တောင်းလေးကရှိပြီမဟုတ်လားဗျဥပဒါခမရသွားတော့ ကျုပ်လည်းဒီပြစ်ကသွေးရသားလို့မဟုတ်ဘူးဆိုတာကျုပ်သိတယ်လူနာကကျုပ်လူနာပဲကျုပ်ကုမယ်ဥပဒါကြီးကလည်းခေါင်းတက်ဆက်ဆက်ညှိပြီးတော့အေးကောင်းပြီလေမင်းကုမယ်ဆိုတော့လည်းငါကဝင်ပါစရာမလိုတော့ဘူးပေါ့ကွာဥပဒါကြီးကလည်းအိမ်ထဲကနေထွက်သွားတယ်ဗျကျုပ်ကတော့နှုတ်မဆက်တော့ဘူးအယောက်ကလူတွေကတော့ဒိုလောဒိုလောနဲ့တရားတော်မျိုးပြောနေကြတာပေါ့ဗျာဥပဒါကြီးထွက်သွားပြီးတော့တော်တော်ကြာမှကျုပ်ကလည်းသူ့နောက်ကနေပြေးလည်ခဲ့ရတာပေါ့ဗျာဥပဒါကတော့မျက်ထုံးကြီးကိုထမ်းပြီးတော့ခြေလန်းကြဲကြီးနဲ့ရှောင်နေတာပေါ့ ဥပဒါကြီးစိတ်ဆိုးသွားလားဗျ။အော်ငါစိတ်မဆိုးပါဘူးကွာစိတ်ပြတ်သွားတာကွာ။အေးနောက်ပြီးတော့ငါမိမှာခဲ့ဘူးတဲ့သကားတွေကိုငါပြန်တရီရသွားခဲ့။ဟမ်ဥပဒါရဲ့အမေကဘလို့မှာခဲ့လို့လဲဗျ။အေးငါသားတဲ့လူတွေကသူ့တန်တဲ့နဲ့သူလာကြပြီးသားတဲ့မင်းဘသူ့အမကဲဖို့မစင်းသားနေတဲ့အေးလူတွေတော့ကြောက်ဖို့ကောင်းတာလူတွေပဲရှိတယ်တဲ့ကွာ။အမေပြောတာဟုတ်တယ်ကွာ။ငါအရင်ကတော့ကိုယ့်ရသားတွေပဲဆိုပြီးတော့စေစနာနဲ့လိုက်လို့ပြီးတာ အခုတော့ငါပဲရွာလူတွေကိုလုံနေတယ်လို့မျိုးကြီးဖြစ်နေတယ်ကွာအဒီကတော့ငါဆုံးဖြတ်လိုက်ပြီကွာသူ့ထိုင်နေသူ့ခံခံကြပြီတော့ဟေ့ဥပဒါခတ်သက်သက်လျှောက်တဲ့ရှေလဲဟုံကျုပ်ကမမိပါဘူးဗျာကျုပ်အိမ်ရှိရောက်တော့ကျုပ်ကလည်းအိမ်ထဲကိုပြန်ဝင်ခဲ့တယ်ကိုဘိုးချမ်းသမီးလေးကိုစေးစရာကြီးကတရေထုတ်ပြသွားတယ်လို့တော့ပြောတာပါပဲဗျာကျုပ်လည်းနောက်ပိုင်းကိုဘိုးချမ်းတို့အိမ်ကိုတိတ်မသွားပြတော့ဘူးပေါ့နောက်တော့တဖြည်းဖြည်းနဲ့အချိန်တွေကဆိုးလာတယ်လို့ပြောတယ်ဗျအတညတော့အသေးအံဖြစ်တာနဲ့မြိုင်တော်စင်းကိုလှဲနေသွားကြတယ်ဗျာ ဒါပေမဲ့ကလေးမလေးကကံမကောင်းရှာပါဘူးဗျာလဲပေါ်မှာနေမဲ့အသက်ထွက်သွားတဲ့အစိမ့်သေးဆိုတော့ရွာထဲကိုမသွင်းကောင်းဘူးမဟုတ်လားဒါနဲ့ပဲအလောင်းရွာပြင်မှာတညာထားပြီးတော့နောက်နေ့မုန်းလဲတော့မီးရှို့ဖို့လုံးကြလူသေးမီးရှို့တယ်ဆိုတာတကယ်တမ်းပြောရင်တိတ်မလွယ်ဘူးဗျမုန်းလဲပိုင်းမီးရှို့ရင်တော့မှညနေလောက်မှပြီးတဲ့တာအထင်းနေလောင်းသွားတယ်ဆိုတာလည်းတိတ်ကုန်တာမဟုတ်လားဒီတော့လူသေးမီးရှို့ဖို့ကကျုပ်တို့ကာလာသားနေတောင်းဝင်ကြတာပေါ့ဗျဒီတော့ကျုပ်ကလည်းမနေတာတော့ဘူးလေး ရှိသမျှထင်းနေစုပြီးတော့လူတွေလောင်းအောင်မီးရှို့မဲ့နေရာကိုလာခဲ့ကြတယ်ဗျ။ရွာမြောက်ဘက်မှာကွင်းကောင်ကောင်ရှိနေတယ်။အဲ့ဒီကွင်းသားမှာတော့တော်တန်လေးတစ်ခုရှိတယ်ဗျ။ကျုပ်တို့ကလည်းကွင်းထဲမှာထင်းနေပုံပြီးတော့ခလေးမလေးအလောင်းကိုတင်လာကြတာပေါ့ဗျာ။အဲ့ဒီတော့မှကြုံကြည့်လိုက်မိတော့ခလေးမလေးကမြောင်ခေါရုပ်လိုပိန်ကျနေတာပဲဗျ။သူစားပြတဲ့နေရနေဆို3-4ရက်လောက်ပဲကြာအောင်ပါပေါ့ဗျာအဲဒါမဲ့သူ့ရဲ့နောက်ပြန်ရင်ဖြစ်နေတဲ့ခြေတော်ကြီးကတော့စင်ခြေတော်ကြီးလို့ဖောင်းကားနေတာပဲဗျာရေထဲလာတဲ့ဘူဒီဝေါင်းကြီးလို့ပေါ့ပေါ့အီးအီးပေါ့ မကြပါဘူးဗျကျုပ်တို့ကလည်းအလောင်းကိုမိစားချိုးကြတယ်။မိကထင်းတွေကိုဆွဲပေမဲ့အလောင်းကိုမဆွဲဘူးဗျ။ထင်းတို့ဥသာပြဖြစ်သွားတဲ့အလောင်းကဒီတိုင်းပဲဗျ။သူ့ကိုမှဝဲထားတဲ့ဝဲစားတွေကိုမိဆွဲလောင်သွားပေမဲ့အသားတွေကတော့ဒီတိုင်းပဲ။ကျုပ်တို့ကလည်းတခုခုထူးနေပြီမှန်းတိလိုက်တယ်။ဒါနဲ့ပဲထင်းထက်ထည်ပြီးတော့ထတ်ချိုးကြတာပေါ့ဗျ။မကြပါဘူးဥပဒါကြီးကလည်းကျုပ်တို့အနာကိုရောက်လာတယ်ဗျ။ကာလာသားတွေကဥပဒါကြီးကိုတော့ခင်ကြတယ်မဟုတ်လား။ဥပဒါရောက်လာတော့အာကိုတကြီးနဲ့အလောင်းကိုမိမဆွဲတဲ့အကြောင်းပြောပြကြတာပေါ့ဗျ။ ဥမသာလည်းခေါင်းတင်းချင်းချင်းနဲ့ကြောက်ခဲလေးတွေကိုကောက်ပြီးတော့အလောင်းကိုရှုပ်နေတဲ့မိဘုံတွေကိုလှန့်ပြထဲနေတာဗျာအကြည့်နေတော့မှပဲအလောင်းရဲ့သဖင်းတွေအသားတွေကိုမိဆွဲလာတော့တာပဲကျောက်ကလည်းဥပသာရဲ့အလောင်းကိုကတ်သွားလိုက်တယ်ဟိုဥပသာအလောင်းကဘာဖြစ်တာလဲဗျအော်လဲအတိုက်ခံရတာကွာဒီကလေးမလေးကကန်နေနေလို့သူရင်ဆုံးထိတာဖြစ်မယ်ကွာအေးတိုက်တဲ့လူကလည်းတော်တော်အကျဉ်းရုပ်တဲ့လူပဲကွာအသေးကိုလှောက်တာကျောက်ကလည်းကြောက်သွားတာပေါ့ဗျာ ဟိုဒါနဲ့ဘလူလောက်တယ်လို့ထင်တယ်ဗျဘာကြောင့်လောက်တာဟိုငါလည်းမဆိုင်ဘူးလေကွာငါဒီတိုင်းကြည်ရင်သိမလားကွာဒီတိုင်းသာဆိုရင်တို့အရင်ကြံတဲ့မိသားစုတွေကိုပါဆက်ဖြစ်မှာပဲအလုံးစမ်းမှာဥပဒါရာသူတို့မစနာဘူးလားဗျသူတို့ကိုကုပေးလိုက်ပါဗျာနေစမ်းမှာကွာမင်းတို့ဆေးစရာကြီးရှိတယ်မဟုတ်လားကွာအတူကုပေးမှာဘောကွာဒီကတော့ကျဥပဒါကိုဘလုံးမှပြောလို့မရတော့ဘူးဗျာ तू ကလည်းစိတ်နာသွားပုံရပါတယ် ်အကောင်မလေးရဲ့အလောင်းကလည်းညနေလောက်မှပြကုန်ကြတယ်ကျောင်းကတော့တည်သွားတဲ့အမမိဝင်နဲ့တခုခုပတ်သက်နေရမယ်လို့တွေးတော့တွေးနေမိသေးတယ်ဗျတပတ်လောက်ကြာလိုက်မယ်ထင်တယ်ဗျကိုဘိုးချင်းကလည်းသူသမီးစိန်နဲ့အရက်တွေလှိမ့်တော့ပြီးတော့မူးနေတာတူကြီးဆိုင်မှာအရက်တော့ပြီးတော့ထွက်လာမှာလမ်းပေါ်မှာသွားနေတဲ့နွားကလိုက်ခွေလို့ရင်ဘက်မှာဒဟန်ကြီးကနဲတိုင်မဟုတ်ဘူးဗျာသူမိမကလည်းတချောင်ချောင်နဲ့အဲသူသားကြီးဆိုရင်လည်းသကားမေးမရဘူးမှိုင်မှိုင်တွေ့တွေ့နဲ့ဗျာဘာသားတွေကလည်းသူသမီးတည်သွားလို့စိတ်ထိကနေကြတယ်လို့ထင်နေကြတာပေါ့ တရက်တော့ဆေးဆရာကြီးကခတ်သွုံသွုံနဲ့ကျုပ်တို့အိမ်ရှိကနေလျှောက်သွားတယ်ဗျအဖေကထိုင်နေတာမို့လို့ဆေးဆရာကြီးကိုလှန့်လို့ဆက်လိုက်တာပေါ့ဗျဘယ်တော့မလို့တော့ဆေးဆရာကြီးကဖိုးချန်အိမ်ကပြန်လာတာဟိဖိုးချန်အခြေအနေမကောင်းဘူးသွေးတွေအန်ထွက်နေလို့ကွာငါလည်းဆေးပြန်ယူတာဆေးဆရာကြီးထွက်သွားတော့ကျုပ်ကလည်းအဖေကိုကြည့်လိုက်တယ်နောက်တော့ဥပဒါပြောထားခဲ့ဘူးသမျှကိုအဖေကိုပြောပြလိုက်တော့တယ်ဗျအဖေကလည်းအယမ်းထိတ်လန့်နေတယ် အမင်းကွာငါ့ကိုစောစောကပြောတာမဟုတ်ဘူး။အာဥပဒါကြီးကဒီတကတော့သူ့ဝင်မပါတော့ဘူးတဲ့အဖေ။ဟောသူ့ဝင်မပါလဲငါတို့လုံးရမယ်လေကွာ။ဘာလို့လဲဆိုရင်ဒီတန်းဆိုဖိုးချမ်းတို့မိသားစုဝင်တွေအကုန်သေကုန်ကြမှာကွာ။ကဲငါနဲ့လိုက်ခဲ့ကွာ။အဖေနဲ့ကျောက်ကလည်းအိမ်ရထွက်ခဲ့တယ်။အဖေကဥပဒါကြီးအိမ်ကိုသွားနေမှကျောက်သိလိုက်တယ်လေ။ဥပဒါရဲ့ channel ကိုဝင်လိုက်တော့ဥပဒါနွားသားတွေကိုစေးနေတာဗျ။ဩတကြီးလာဗျ။အလာထုလို့ပါလားဗျ။ ဟုတ်တယ်ဥပဒါရေးဥပဒါကိုကုညီတောင်းစရာရှိလို့ဗျဟိုဖိုးချန်းတို့ကယ်ပေးလိုက်ပါဗျဥပဒါရဲ့ရုပ်ကတီးသွားတယ်လူတွေကသေကံပါရင်သေမှာပဲဗျဒီခါတော့ကြောက်ဝင်မပါတော့ဘူးအရွာတွေကလူတွေကလည်းကြောက်ကိုမကြည့်ဘူးမဟုတ်လားအဒီလိုတော့မလုပ်ပါနဲ့ဗျဟိုကျုပ်တို့ကတရားရေးသားချင်းနေပဲလေရွာတွေကဘလူသေးသေးကောင်းတဲ့ယာမမဟုတ်တာဗျအခုတန်းဆိုရင်တော့ရွာတာအောင်မဲ့ပုံပဲဟိုကြံတဲ့လူတွေလည်းမသေးအောင်လို့တားဆီးပေးပါဗျာ အဖေကဥပဒါကိုအတော်တောင်းတောင်းပန်ပန်နဲ့ပြောတော့မှဥပဒါလည်းခေါင်းငိမ့်လိုက်တယ်။ဟိုနောက်တော့ကျုပ်တို့အနာကိုရောက်လာတယ်ဗျ။ဒီအဖြစ်မှမိဝေလည်းပါတယ်ဗျ။အေးကျုပ်ရွာထဲမှာသူ့ကိုတွေ့တွေ့နေတာကြားပြီ။အခုတော့တကြီးတောင်းပန်လို့ကျုပ်ကူညီလိုက်မယ်။အေးကျုပ်ကတော့တယောက်တည်းအေးရအေးကြောင့်နေနေတာပါတကြီးရဲ့။ဟောကျုပ်သိပါတယ်ဗျ။ကဲလားဗျ။အခုပဲသွားကြစို့။အဖေကတော့ဥပဒါစုကြင်ကြီးနဲ့ပဲပေးစုံစုံနဲ့လိုက်လာတာပေါ့ဗျာ ကိုဘိုးချမ်းတို့အိမ်ကိုရောက်တော့ဆေးဆရာကြီးကကိုဘိုးချမ်းကိုဆေးတွေလူးပေးနေတယ်။အဖေကလည်းကိုဘိုးချမ်းရဲ့အနားမှာဝင်ထိုင်လိုက်ပြီးတော့ဘိုးချမ်းကြီးမင်းဘလို့နေသေးလဲကွာ။ဘိုးချမ်းကလည်းစကားပြောဖို့လှုပ်လိုက်တယ်။အဲ့ဒီချိန်မှာပဲပြုတ်ဝင်တက်လာပြီးတော့သူ့ဘေးနားကိုထွေးကန်ကိုလှမ်းယူလိုက်တယ်ဗျ။ထွေးကန်ထဲကိုတောအောင်နဲ့အန်ချလိုက်ပြီးတော့ထွေးကန်ကိုကျုပ်တို့ကြည့်လိုက်တာသွေးတွေကြီးပြည့်နေတာဗျ။ဟဲ့ကောင်မလာစမ်းဟာဥပဒါကလည်းလေထဲမှာလက်ဝါးတွေကိုပိတ်ပိတ်ပြီးတော့ရိုက်ရိုက်နေတယ် နောက်တော့ကွန်ဖိုးချိုင်းရဲ့ခေါင်းပေါ်နေတခုခုဆွဲချသွားသလိုလှုပ်လိုက်ပြီးတော့လက်တစ်ဖက်ကတော့တခုခုစုပ်ကင်ထားတဲ့ပုံပဲဗျနောက်ပြီးတော့ကွန်ဖိုးချိုင်းရဲ့မိမကိုလည်းအဲ့ဒီတိုင်ဆွဲချလိုက်တယ်အင်းရှိမှထိုင်နေတဲ့တကြီးသာအကြီးကောင်ကလည်းတဝါဝါတိုက်ပြီးတော့အိမ်မင်းကိုကြည့်နေတာဗျအကြီးကောင်ရဲ့ခေါင်းကိုလည်းလက်နဲ့ရေးပြီးတော့ဆွဲချသလိုဟန်လှုပ်တယ်ဗျပြီးတော့အကြီးကောင်ရဲ့ခေါင်းကိုသူ့လက်နဲ့ဒေါက်ခနဲ့နေအောင်ခောက်ချလိုက်တယ်ဗျအကြီးကောင်ကလည်းလက်နိုသွားသလိုဖြစ်ပြီးတော့ကျုပ်တို့ဘက်ကိုလှည့်ကြည့်တယ်ဟောအဖေရွာလူကြီးလာတယ်ဗျို့ သူ့ဘေဘက်ကိုလှည့်ကြည့်ပြီးတော့အကြီးကောင်အယံအံဝန်းသွားပုံရတယ်။ဟာအဖေအဖေဘာဖြစ်တာလဲ။ဥပဒါလည်းအိမ်ဘဝကနေထွက်လိုက်တယ်ဗျ။ကျုပ်ကလည်းသူ့နောက်ကနေပြေးလိုက်ခဲ့တာပေါ့ဗျ။နေရအတော်ဆောင်နေပြီဗျ။ကောင်းကင်မှာလက်ကြံနေအောင်နည်းနည်းရလွှင့်ရင်အမောင်နေရဖုံးအောင်နေပြီ။ဟိုဥဥပဒါဖယ်သွားတာလေဗျ။ကျုံမင်းမိမယ်ဥပဒါဘာမှမပြောဘူးဗျ။ရွာပြင်းကိုမပြေးအောင်တမယ်သွားနေတာဗျ။ ရွာပြင်ဇရက်ကိုရောက်တော့မှသူ့လက်တွေကိုဇရက်ပေါ်ကိုပြစ်တင်လိုက်တယ်။အင်းနင်းတော့မလှုပ်ကြနဲ့။နင်ငါကြောင့်တည်တယ်မဟုတ်လားမိ။ဥပဒါပြောနေတာကိုကြည့်ပြီးတော့ကျုပ်ကလည်းထူးသန့်သွားတယ်လေ။အေကျုပ်မျက်လုံးထဲမှာဘာစုံဘာမှမမြင်အောင်မဟုတ်လား။ဥပဒါလည်းကျုပ်ဘက်ကိုလှည့်လာပြီးတော့ဟေ့လက်ကောင်မင်းသူတို့ကိုကြည့်မလား။ကျုပ်ခေါင်းကြီးမိလိုက်တယ်ဗျာ။ဥပဒါလည်းသူ့လက်ညှိုးကိုပဇက်ထဲကိုထည့်လိုက်ပြီးတော့ကွန်ဒရီတွေပင်နေတဲ့သူ့ရဲ့ရှာကိုပုတ်လိုက်တယ်။နောက်တော့အဲ့ဒီလက်ညှိုးနဲ့ကြုံမြလုံးတစ်ဖက်ကိုလက်ဝဲရဲ့အတိုင်းပုတ်တတ်လိုက်တယ်ဗျ။ အမေမျက်လုံးတစ်ဖက်ကိုပိတ်ပြီးတော့ကြီးလိုက်ကွာသူပုတ်ပေတာဘယ်ဘက်မျက်လုံးမို့လို့ကျုပ်ကလည်းညာဘက်မျက်လုံးကိုမှိတ်ပြီးတော့ကြီးလိုက်တာပေါ့ဗျာကျုပ်အရန်ကိုထိတ်လန့်သွားခဲ့တာဗျဘာလို့လဲဆိုတော့ဇေယျပေါ်မှာတေးမကြီးသုံးကွာစောင်းကြောင်ကြီးထိုင်နေကြတယ်ဗျာတယောက်ကအမားမိဝေဗျာကျန်တဲ့နှစ်ယောက်ကတော့အိုကြီးအိုမတွေပါဗျာအစပင်ချင်းကြီးတွေကဖွာလန်ကျဲနေပြီးတော့ဖွာရကြနေတယ်ဗျာနင်တို့ဘလူခိုင်းတာလဲမှန်မှန်ပြောစမ်းတေးမတွေကဗစက်တွေပိတ်ထားတယ်ဗျာ ဥပဒါကြီးကလည်းတဲမကြီးတကောင်လက်ညှိုးထုတ်လိုက်ပြီးတော့နင်းနင်းငါ့ကိုလိန်လို့မရဘူးနော်နင့်ကိုဘလူခိုင်းလဲဆိုတာပြောတဲ့တဲမကြီးကလည်းရင်မောနေတယ်ဗျဒါနဲ့ပဲဥပဒါကြီးကလည်းလက်ညှိုးကိုဆက်ကနေဆက်ကနေထိုးလိုက်တယ်ဆိုရင်ပဲတဲမကြီးကအော်ဟေးလူးလိမ့်နေတာပဲဗျပြောတဲ့မပြောရင်ပုံနာမယ်နော်ဟွန်းဟိုကျုပ်ကျုပ်ကျိုးတို့တခင်ဟာကျိုးတို့ကိုခိုင်းတာပါဟိုအစိမ့်တိုက်ထားတာပါနင်တို့တခင်ကဘလူလဲဟာ မပြောရဲဟုသူသူ့နာမည်ပြောရင်ကျုပ်တို့ကျုပ်တို့ကသူကနှိမ့်ချက်မှာတော့အဲ့ဒီခွေးကောင်ရဲ့အစိမ့်တိုက်တွေကိုငါအကုန်ပြန်ဖြတ်မယ်။အေးနင်တို့တွေသွားကြတော့ဒီကနေထွက်သွားတော့သဲမကြီးတွေကလည်းသဲပေါ်နေဆင်းပြေးသွားပြီမဲ့အမမိွေကတော့ငိုးနေတယ်ဗျ။ဟဲ့မိွေကြီးကရောဂါဖြစ်ပြီးတော့သေတာမဟုတ်ဘူးလားဟဲ့။အမမိွေကလည်းခေါင်းကားနေဗျ။မဟုတ်ပါဘူးဦးကြီးရဲ့ကျမကျမအေးဆေးတွေတောက်ပြီးတော့ကိုကိုတက်သေးခဲ့တာပါ။ ဥပဒေကြောင့်မျက်လုံးပြူသွားတယ်ဗျ။အဲဒါဒါဆိုရင်နင်နင်ကအစိမ့်သေးပေါ့။ဟုတ်ပါတယ်ဦးကြီးရဲ့ကျမတို့ရဲ့ကျမတို့ရဲ့သခင်ကကျမအလောင်းအသားသားကိုယူသွားပြီးတော့ကျမကိုဖမ်းချုပ်ထားတာပါ။မရိုင်းလိုက်တာကွာ။ဥပဒေကြီးကလည်းတောက်ချက်ခေါက်လိုက်တယ်ဗျ။အမမီးရွေကပဲဆက်ပြီးတော့ပြောတယ်။ကိုကိုဖျန်းကိုကယ်တင်ပေးပါဦးကြီးရဲ့ကျမကျမတို့အဖေက ဲ့ဒီဆရာကိုငှားပြီးတော့ကိုပြဲနဲ့ခွဲရအောင်လို့စီစဉ်ခဲ့တာပါအဲ့ဒီအဲ့ဒီဆရာကကိုပြဲကိုယူသွားအောင်လို့အွန်လိုင်းတိုင်းနဲ့ပြုလုပ်ခဲ့တာပါဟာတော်တော်ရုံးပါတယ်လူကွာနေတည်သွားတော့ပြီးတော့လေအစိမ့်နေမှပြီးလို့နင်းကိုပြန်မွေးထားတာပါဟုတ်လားအမမမိရလည်းခေါင်းကြီးလေးဗျဥပဒါကြီးကလည်းခေါင်းကြီးလိုက်တယ်အေးကောင်းပြီမိွေညီးသွားတော့ငါမကြခင်ညီးကိုလာခဲ့ပေးမယ်အမမမိရလည်းဇေယျဘောကနောက်ပြန်ရင်းဆင်းပြီးတော့ပြေးတော့တာပဲဗျာ ။ဥမတိုင်ကြီးကလည်းကြုံဝေးထားတဲ့ပစုံကပုံသားနဲ့ကြုံမြန်လုံးကိုလက်ရရင်ပြန်ပြီးတော့တုံခိုင်းနေဗျ။အကျုံတုံလိုက်တော့ဘာမှမမြင်တွေ့ရတော့ပါဘူးဗျ။ကျုံတဲ့ဥပဒါနဲ့ကလည်းရွာထဲကိုပြန်လာခဲ့တယ်။ကဲငါ့ကိုတမ်းမြာသီးလေးလုံးနဲ့ဖျားချုပ်တဲ့အကြီးလေးကူပေးဟဲ့။ကိုဘိုးချဲအိမ်သားတွေကလည်းဥပဒါတောင်းတဲ့အတိုင်းပေးလိုက်တယ်ဗျ။ဥပဒါလည်းတမ်းမြာသီးတွေကိုအဲ့ဒီအကြီးနဲ့ထုံချင်းပေါအောင်ထိုးပြီးတော့အင်းရှိချန်လေးတော့မှအဲ့ဒီကိုအိမ်ဘက်ကိုလှည့်ပြီးတော့မြေမြုံခိုင်းလိုက်တယ်ဗျ။မကြပါဘူးအင်းရှိလေကားရဲ့မှာဝုန်းကနေမိခိုးတွေထွက်လာတာပဲဗျာ ကျုပ်တို့ဖြင့်အံဩလို့မဆုံးကဲအတိုက်တွေအလုံးရှင်းမိသားပါပြီဗျာမနေ့ပိုင်းကျတော့တိုင်မြာသီးတို့ပြန်ပေါ်ပြီးတော့လှည့်ပစ်လိုက်ပါခမရတို့အကုန်လုံးပြန်ကောင်းသွားလိမ့်မယ်နောက်နေ့ကျတော့ကိုဖိုးချန်းတို့ကတက်တာသွားတယ်ဗျာယောဂတွေကယူပြစ်တယ်လို့ပြောက်သွားတာအဲ့ဒီနောက်ပိုင်းမှာတော့ကိုဖိုးချန်းဥပဒါကြီးကိုလေးလေးသာသာဆက်ဆံပါတော့တယ်ဗျာသူတို့မိသားစုလည်းဖခင်တရားကိုပို့လို့လာခဲ့ကြတယ်ယောဂလည်းဥပဒါကြီးကိုလှုပ်တဲ့လူကိုတီလာလို့မေးတော့သူကခေါင်းညိတ်ပြတယ်ဗျာ လူသားရင်ခြေရာကြံတယ်လို့မျိုးအော်လန်းနေပညာရပိုင်းနေမှာလဲခြေရာလဲရာနေကြံနေခဲ့တယ်ကွာအဒီတန်းလိုက်ရင်တော့ဘလူလုတ်တယ်ဆိုတော့သီးဖို့လွယ်လွယ်လေးပဲကွာကျုပ်အနန္တမေးပေမဲ့ဥပဒါကတော့နာမည်ကိုထုတ်မပြောပါဘူးဗျာကိုဘဲကိုလည်းကျုပ်တို့ကယ်လိုက်နိုင်တယ်နောက်ပိုင်းအဲ့ဒီအော်လန်းဆရာကဤတဲ့ပို့ပြီးတော့ကြံနေလာတော့မှဥပဒါကြီးကအော်လန်းဆရာကိုပညာပေးလိုက်တာပေါ့ဗျာအဲ့အဲ့ဒီအကြောင်းကြီးကတော့နောက်နေ့မှအသေးစိတ်ပြောပြမယ်ဗျာအခုကတော့တော်တော်လေးရှင်းနေပြီမို့လို့နားလိုက်ကြသို့ဗျာ ကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇာတ်ရန်ကောင်းလေးကတော့ဆရာကားသောကိုရန်ရေးသားထားတဲ့သုံးဒီဥပဒါနဲ့အစင်းစင်မိွေဆိုတဲ့ဇာတ်ရန်ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာ